ဘကိုးမျိုးကိုရောက်ရှိလာတဲ့လူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့အဖွဲ့ဝင်များဟာဘကိုးမျိုး NLD ဥက္ကဋ္ဌဦးမြက်လအိမ်အောင်ဆန်းကြမွန်စာဖက်ခန်းကိုဖွင့်လှစ်မိန့်ခွန်းပြောပြီးနောက်ရွှေနေသာကျောင်းချီရေဘေးဒုက္ခသည်စခန်းကိုတွားရောက်ခဲ့ပါတယ်အနောက်ရွှေနေသာကျောင်းရှိရေဘေးဒုက္ခသည်များဟာဒေါအောင်ဆန်းစုကြည်လာရောက်မှာကိုဂျူတင်သိရှိပြီးစောင့်ဆိုင်နေကြပါတယ်

ူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရောက်ရှိလာချိန်မှာတော့သူတို့အားလုံးဟာအားရဝန်းတာမဆုံးပျော်ရွှင်နေကြတာကိုလည်းတွေ့မြင်ရပါတယ် မ်းမြုံနယ်အတွင်းရှိ အနောက်ရွှေနသာအောင်ရတနာတီးဝိဇီယာစတဲ့ဒုက္ခသည်စကံပေါင်း9ခုမှာဒုက္ခသည်3000ကျော်ရှိတယ်လို့လည်းသိရပါဗျာ။ 감사합니다. ောင်းတော့ဆက်ပါတယ်။အော်လည်းအော်လည်းအောင်းနေနဲ့ဆိုင်ပြီပါ။အော်လည်းအောင်းနေနဲ့ဆိုင်ပြီပါ။ဒီဒုက္ခရှင်တွေနဲ့လာပြတော့ဆက်ဆက်ဖြစ်ပါတယ်။အောင်နေနေဆိုင်ပြီ။ဟုတ်တိုင်းပါ။အောက်ချအောက်ချ။တစ်တိုင်းတစ်တိုင်းပဲဒီလိုပြဿနာတွေတွေ့ရတယ်ဆိုတော့သိပါတယ်။အဲ့လိုပြဿနာတွေတွေ့တဲ့အခါကျတော့ဘာလို့လဲဆိုတော့ why ပြောတရားနဲ့တရားကိုသိမှသာကြတော့ဒါမှကောင်းပါလား။ဒါကြောင့်မလို့အခုဒီလိုဆရာတို့ပြရတဲ့ပေါ်တော့လူမျိုးဘာသာမတွေ့အလုံးဒုက္ခရောက်နေတယ်။ခြေချင်ထားတယ်ပုံလုံးမှုပေးတယ်ဆိုတာကကျမတို့တွေ ောင်းတဲ့ဥပမာဖြစ်ပါတယ်။ကျမတို့အချင်းချင်းကိုပြောင်းလဲပြောင်းခွဲခြားမှုမရှိဘဲနဲ့လိုအပ်တဲ့လူတွေကိုကူညီဖို့ဆိုတာကကျမတို့နိုင်ငံလူနိုင်ငံသားအချင်းချင်းမှာရှိအပ်တဲ့တာဝန်တစ်ခုဖြစ်ပါတယ်။ဘာသူစကားကအချင်းချင်းကြားထဲမှာလည်းရှိရတဲ့တာဝန်ကိုပြစ်ပါတယ်။ဆက်တော်တော်နဲ့ပြောရင်သူကအချင်းချင်းမှာရှိရတဲ့ရှိရတဲ့တာဝန်ပေါ့။ငါလည်းဒီလိုတော်လုပ်မယ်ဆိုတဲ့စိတ်ကဆိုးတဲ့စိတ်မဟုတ်ပါဘူး။အဲ့လိုစိတ်မျိုးငွေလို့ရပါတယ်။ ်ငါတို့လည်းဒီလိုတော်အောင်လုပ်မယ်။ဒါပေမဲ့ငါတို့လည်းတော်အောင်လုပ်မယ်လို့ပြောမယ်အစားသူတို့တလောက်မတော်ပါသေးနဲ့လို့စိတ်ထဲမှာထားရင်မကောင်းဘူးနော်။ဒါရောက်လို့ကျွန်တော်တို့ဒီလူကြီးသားတွေကပုဂ္ဂိုလ်ကိုတောင်းပို့ရှိအောင်နေကြပါလို့ကျွန်တော်ကဒီလိုမေတ္တာရပ်ခံတာပါ။ဒီလိုတောင်းပို့ရှိတဲ့တူသားတွေဆိုလို့ရှိရင်ကိုလိုချင်တဲ့နိုင်ငံမျိုးကိုများမကြာမီထူထောင်နိုင်ပါလား။ဒီတော့ဒီလိုနိုင်ငံမျိုးဘယ်တော့ဖြစ်လာမလဲဆိုရင်ငါတံမိုးရှိတဲ့လူဘယ်တော့ဖြစ်လာမလဲဆိုတော့ပထမမေးလိုက်ပါ ကိုကဒီပဲတံမိုးရှိလာမဲ့လူပြောဖြစ်လာပြီဆိုလို့ရှိရင်တော့ကိုနိုင်ငံကလည်းတံမိုးရှိလာတော့မှာပဲဆိုတော့ကိုကဒီတော့ဂျုံဂျုံကြီးကြီးနဲ့တွေ့လို့ရပါတယ်အတွင်းတံမိုးမရှိဘူးဆိုရင်အပြင်ကလူတွေကဘလောက်ပဲဝိုင်းပြီးပြောင်းပြောင်းပင့်ပင့်အလကားပဲကိုကတံမိုးမရှိတဲ့လူကတံမိုးမရှိတဲ့လူဒါကြောင့်မလို့ကိုကိုကိုတံမိုးရှိအောင်လုပ်ပါစိတ်ထားမှန်မှန်ကန်ကန်ထားပါ ကိုကိုအတွက်သူ့အတွက်အတာဟိတပရာဟိတအမြင်မျိုးနဲ့နေပါလူဆိုတော့ကိုအတွက်လည်းလုပ်ရမှာပေါ့ဒါကိုကျွန်တော်မလုပ်ရဘူးလို့မပြောမပြောချင်ပါဘူးဒါပေမဲ့အများအတွက်လည်းလုပ်ချင်တယ်ရေပဲဒုက္ခသည်များကိုအားဖြင့်စကားပြောကြပြီးနောက်ဒေါအောင်ဆန်းစုကြည်ဟာသူ့ရဲ့ဘကိုးနိုင်ငံရဲ့ခီးစဉ်ကိုအဆုံးသက်ပြီးညနေ3:00နာရီမှာဘကိုးမြို့ကနေရန်ကုန်ကိုပြန်လည်ထွက်ခွာလာနေပါတယ်။ ဘကုံမျိုးလဲမကြီးတခြားမှာတော့ပြစ်ကျဉ်ကျက်နေတဲ့မျိုးသူမျိုးသားတွေကဒေါအောင်ဆန်းစုကြည်နဲ့အဖွဲ့ဝင်များကိုနှုတ်ဆက်ခဲ့ကြအောင်ပါခင်ဗျာလိုက်ကြလိုက်ကြ